ီဘလောက်သားပြည်သူပေါင်းကိုစိတ်နှပြကျမ်းမှချမ်းသာပါစေလို့ဥဇာပရမစုတောင်းမြတ်တာပို့တာပါလေဒီကနေ့ကျွန်တော်တို့ကဘာကျမ်းမာရေးနဲ့ပတ်သက်လို့ကဘာနာကျင်မှုဝေဒနာတိုက်ဖြည့်ရေးထိမ့်မှတ်အနေနဲ့စီဖန်ကုမ္ပဏီကရင်ကမ္မကထာပြုလုပ်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကျမ်းမာရေးပညာပေးအစီအစဉ်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ကျွန်တော်ကတော့ဒေါက်တာမြင့်တောင်ပါငင်းစားပါမောက်ခ YouTube ကဆရာဝန်ကြီးဖြစ်ပါတယ်ဒီနေ့ပြောမယ့်ခေါင်းစဉ်လေးကပြည်သူများမှခံစားနေရတဲ့နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့တက်တာပြောက်ကင်းစေဖို့သိပ္ပံနည်းကြလုံခြုံစိတ်ချချရောက်တဲ့စေဝါများနဲ့ကုသရေးနိလမ်းများအကြောင်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီကျမ်းမာရေးပညာပေးအစီအစဉ်မှာကျွန်တော်တို့စီဖန်းကုမ္ပဏီကကမ္မကထာပြုလုပ်ပြီးတော့ပြည်သူများကျမ်းမာရေးပညာဘုဒ္ဓတာတိုးပွားစေဖို့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့မီဒီယာများကတဆင့်ပြည်သူများရဲ့ထံအရောက်ကျွန်တော်တို့ဒီသတင်းစကားတွေပေးသွားမှာဖြစ်ပါတယ် တော့ဒီနေ့ပြောမဲ့နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့တိထားမဲ့အချက်လက်ကောင်းစင်များကိုလည်းကျွန်တော်အနေနဲ့အပိုင်းလိုက်တစ်ခုစီခွဲခြားပြီးတော့တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့တော့နာကျင်မှုဝေဒနာဆိုတာအားလုံးပြောပြစရာမလိုတော့အောင်လူတိုင်းလူတိုင်းတွေ့ဘူးကြုံဘူးကြားသိဘူးတာဖြစ်ပါတယ်။မြင်နဲ့မြင်ဘူးကြမှာဖြစ်ပါတယ်။ ကိုယ်တိုင်နဲ့ခံစားမှုရှိကြမှာဖြစ်ပါတယ်အတောင်းတရားတစ်ခုခုကြောင့်เนาะယောဂကြောင့်ပဲဖြစ်စေထိခိုက်တဲ့အရာလို့ပဲဖြစ်စေအခြားသောအကြောင်းအရာတစ်ခုခုကြောင့်လူတွေရာနာကျင်မှုဝေဒနာကိုမိမိဘဝတလျှောက်လုံးမှာ အနည်းနဲ့အများဆုံးလိုလူတိုင်းလူတိုင်းကြုံတွေ့ဘူးကြမှာဖြစ်ပါတယ်တကယ်တော့ဒီနာကျင်မှုဝေဒနာကိုဘယ်သူတူတူတယောက်များ ခံစားခြင်းနဲ့စိတ်မရှိကြပါဘူးနာမကိုလူတိုင်းကြောက်တတ်ကြတာသဘာဝပါပဲတက်ရှိတင်ရှားရှိနေတဲ့ကြီးငယ်မဟုအရွယ်စားမရွေးတတ္တဝမှန်သည်။နာတတ်ကြတာယူပဲဖြစ်ပါလေဒါပေမဲ့ဒီနာကျင်မှုဝေဒနာကိုတစ်ချိန်ချိန်မှာတော့ကြုံတွေ့ရစမဲဖြစ်တဲ့အတွက်ကြောင့်ရှောင်လွဲလို့မရနိုင်တဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ် no body is immune to pain ပေါ့เนาะလာကျင်မှုကတကယ်တော့တဘာဝတရားတစ်ခုပဲဖြစ်ပါတယ်တဘာဝတရားရဲ့ natural response လို့ခေါ်တဲ့တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်လာကျင်မှုရှိခြင်းအပြင်ကောင်းတာရှိသလိုမကောင်းတဲ့เนาะမခံတာတဲ့အတွေ့အကြုံတွေလည်းရရှိကြတာဖြစ်ပါတယ်လူရဲ့ခန္ဓာကိုယ်မှာ နာကျင်မှုရှိတယ်ဆိုရင်အသိစိတ်လေးတစ်ခုကဝင်လာတာစမြဲဖြစ်ပါတယ်ငါနာနေပါလားဆိုတဲ့အသိလေးတစ်ခုနော်လူတိုင်းမှာခံစားသိရှိလာပြီးတော့အဲ့နာကျင်မှုဝေဒနာအပေါ်မိမိရဲ့စိတ်ကပို့ပြီးတော့လဲတတိထားလာတတ်ပါတယ်တတိထားလာတဲ့အတူဒီနာကျင်မှုကိုမိမိခံနိုင်ရရှိသလောက်ပေါ့ညီမျိုးမျိုးနဲ့ ြန်လဲတုံ့ပြန်တတ်ပါတယ်။များများနိုင်ရင်များများတုံ့ပြန်တတ်သလိုနည်းနည်းနိုင်ရင်နည်းနည်းတုံ့ပြန်တတ်ပါတယ်။နာကျင်မှုရှိလာတဲ့အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းမှာရောမိမိရဲ့စိတ်မှာပါခံစားရခြင်းမခံစားရခြင်းခံစားတဲ့နာကျင်မှုမခံစားတဲ့နာကျင်မှုစသည်ဖြင့်အခြေအနေရဲ့ရက်ပေါ်မူတည်ပြီးတော့ တယောက်နဲ့တယောက်လက်ခံမှုချင်းတုံ့ပြန်မှုချင်းမတူတတ်ကြပါဘူးတကယ်တော့နာကျင်မှုဟာမိမိရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုသာမကစိတ်ပိုင်းဆိုင်ရာနောက်ဆုံးကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့လူမှုစီးပွားရေးဆိုင်ရာကိုယ့်ရဲ့ behavior အတွေးခေါ်တွေအမှုကျင့်တုံ့ပြန်မှုတွေကိုပါထိခိုက်စေနိုင်ပါတယ်အထူးသဖြင့် ပြင်းထန်တဲ့နာကျင်မှုဝေဒနာကိုခံစားရတဲ့ယောဂအခြေအနေမျိုးမှာဆိုရင်နာရာရှိဖြစ်လာတာနဲ့အမျှအချိန်ကာလကြာမြင့်လာတာနဲ့အမျှတစ်ချိန်လုံးဒီနာကျင်မှုဝေဒနာကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောခံစားလာလို့ရှိရင် bio psycho social effect လို့ခေါ်တဲ့เนาะ changes စီ behavior changes စီเนาะ အပြုမူချင်းကျစေတုံ့ပြန်မှုတွေကိုတွေ့လာတတ်ပါတယ်။ဒါ ው ခန်းစားနေရတဲ့လူနာကိုယ်တိုင်ကိုကမသိကြတော့လေ။အဲ့ဒီလူနာနားမှာနီးကပ်ပြုစုစောင့်ရှောက်နေတဲ့လူကနာကျင်မှုဝေဒနာကိုတစ်ချိန်လုံးခန်းစားနေရတဲ့လူတယောက်ကိုတဏီကုံစောင့်ကြည့်နေရင်သူ့မှာနော်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအတွေးခေါ်ရာအစစိတ်ကူးစိတ်သန်းအစသူ့ရဲ့အပြုမူအနေထိုင်ရာအစ တုံ့ပြန်မှုတွေဟာချိန်မီတစ်ချိန်ပြောင်းလဲနေတာကိုထင်ထင်ရှားရှားတွေ့နိုင်မှာဖြစ်ပါတယ်။ဆိုလိုတဲ့သဘောကမိမိရဲ့နာကျင်မှုကိုမခံလာလေလေမိမိရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကိုပါမကျေနပ်လေလေနော်ကြိခိုက်မှုရက်ခိုက်မှုဖြစ်စေတာအမှန်တရားပါပဲ intolerable pain လို့ခေါ်တဲ့နော်မခံတာနာကျင်မှုကလူတယောက်ကနော် အပြုမူနေထိုင်စိတ်နေစိတ်ထားကိုနော်ဘယ်လိုပြောင်းလဲတာလဲဆိုတာပြန်ကြည့်လိုက်ရင်တချို့တော့နာကျင်မှုဝေဒနာပြင်းထန်တဲ့လူတွေကမခံလာမှုကိုတီးမခံနိုင်လောက်အောင်ဖြစ်လာပြီးတော့ငိုကြွေးညစ်တမ်းညင်ညူနေရှာကြပါလေတချို့နာကျင်မှုဝေဒနာကိုလုံးဝကိုတိခတ်နိုင်စွမ်းတောက်ခံနိုင်စွမ်းမရှိတဲ့အခါမှာ မိမိကိုယ်ကိုတတ်သေးလောက်တော့အထိနော်နာကျင်မှုဝေဒနာကိုမခံစားနိုင်ဘူးတရားတာမှကောင်းသေးတယ်ဆိုပြီးတော့ဒီလိုမျိုးနော်အပြုမှုတွေအထင်မြင်နေနဲ့မိမိကိုယ်ကိုတတ်သေးသွားတဲ့သာတကားတွေလည်းရှိကြပါတယ်တချို့နာကျင်မှုတွေအထူးမင်းရုတ်တရက် acute severe pain လို့ဟာမျိုးကြတော့နော် pain shock လို့ခေါ်တဲ့နော်နာကျင်မှုဝေဒနာကြောင့် မခံလာတော့ဘဲနဲ့တတိလိမိမျိုးသွားတဲ့အနိဋ္ဌမျိုးလဲတွေ့ကြုံရပါတယ်။ဒါကျင်မှုဝေဒနာမခံလာမှုများလာလေသည်မိမိရဲ့နှလုံးခုန်လုံးမြန်လာတာတို့ထိတ်လန့်ကြောက်ရွံ့တာတို့ဒါဒီလဲဖြစ်စေတတ်ပါတယ်။တချို့ကြတော့အဂျီတီတီလို့ခေါ်တဲ့မိမိစိတ်ကိုမိမိမထိနိုင်တော့ဘဲနဲ့ရောက်ရက်ခတ်နော်ကနာမငိမ့်နော် ရုံးကန်လှူရှားမှုတွေဖြစ်တဲ့လူတွေလည်းတွေ့ရတတ်ပါတယ်။တခါတလေမခန္ဓာနာကျင်မှုကအိတ်ဆေးလိုဟာမျိုးနော်စိတ်ငြိမ်တဲ့ဆေးမျိုးဟာမျိုးများများတောက်ပြီးတော့မိထားခြင်းနဲ့နာကျင်မှုကိုမိထားခြင်းနဲ့မိမောပြီးနေခြင်းလိုတဲ့လူတွေလည်းရှိကြပါတယ်။နာကျင်မှုဝေဒနာပြင်းထန်စွာခံစားပြီးဆိုရင်အစားအသောက်လည်းမစားကျင်တော့ဘူး။ အဲ့လိုလည်းမရတော့ဘူးတကောလုံးဟာမျိုးငယ်ပြီးတော့ပင်မန်းနွမ်းနဲ့မှုကိုလည်းဖြစ်စေတတ်ပါတယ်တခါတလေနာကျင်ဝါကြည့်လို့ဒီနာကျင်မှုဝေနာကိုတက်တာပြောက်ခွင့်အောင်ကူညီနိုင်မဲ့သူတွေကိုလည်းအမြဲတမ်းမျှော်မှန်းတန်းတအားကိုးချာကြတာကိုတွေ့ရပါတယ်အဲ့တော့မခံလာတဲ့နာကျင်မှုဝေဒနာခံစားရတာအချိန်ကြာလာတာနဲ့အမျှဝေဒနာပြင်းထန်လာတာနဲ့အမျှ လူတရားရဲ့ကိုယ်ရည်ကိုယ်စွေးတွေဘဝတစ်ခုလုံးကကြာဆင်းလာပြီးတော့ကောင်းလို့ရရလျှောက်လုတာတွေလည်းเนาะအမားရွေးတွေဖြစ်စေတာတွေလည်းတွေ့တင်ရပါတယ်အဲ့တော့ quality of life ကြာဆင်းလာတာလည်းမြတ်ပြုတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေလည်းเนาะအလုံးအည်သွေးတွေကြာဆင်းလာတယ်စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်းစောစောကျွန်တော်ပြောခဲ့သလို အမြဲတမ်းနော်ထွေပြပြီးတော့ညင်ညူးနေတာမွှင်လန်းတာကြီးလဲတွေ့နေရပါတယ်အဲ့တော့ဒီ intolerable ဆိုတဲ့ပြဿနာကြီးလာကျင်မှုခံစားရမှုကနေပြီးတော့ chronic disease ဆိုခေါ်တဲ့ pain begun disease ပေါ့။နာကျင်မှုကိုကဝေဒနာရောဂါဇိုးကြီးတစ်ခုအနေနဲ့သတ်မှတ်ရတဲ့အနေအထားအထိเนาะ ရောက်လာတာကိုတွေ့ရပါတယ်အဲ့တော့အကြောင်းမျိုးမျိုးကြောင့်เนาะနာကျင်မှုဝေဒနာခံစားရတဲ့လူတွေရဲ့အကြီးကမျောလင်းကျဲကတော့အခုနောက်ပိုင်းမှာစိတ်ပညာရှင်များကတတိထားလာတာကနာကျင်မှုမဖြစ်အောင်ကြိုတင်ပြီးတော့ကာကွယ်ပေးနိုင်တဲ့ဤပညာတွေဤလန့်တွေကိုရှာဖွေတွေးရှိထားခြင်းပဲဖြစ်ပါတယ် prevention of pain နာခံစားရတဲ့ဝေဒနာကိုရောနေအောင်လုပ်နိုင်သလိုခံစားရတဲ့ဝေဒနာမဖြစ်အောင်ကြိုတင်ကာကွယ်တားဆီးနိုင်တဲ့နည်းလမ်းတွေဖြစ်တဲ့အတွက်ကြောင့်တနည်းအားဖြင့်လူသားဆန်တဲ့ humanistic concept ဖြစ်ပါတယ်။မှန်ကန်တဲ့စဉ်းစားတတ်တဲ့အသိဉာဏ်ပညာသိပ္ပံနည်းကြအထောက်အထားတွေခိုင်လုံတဲ့နည်းလမ်းများနဲ့ ကုသပြီးတဲ့လူတွေရောအကုသခံတဲ့လူနာတွေရပါတူးနဲ့တူး mutual trust ပေါ့လေအပြန်အလှန်ယုံကြည်စင်းနဲ့နာကျင်မှုဝေဒနာကိုနှူးနဲ့ဖက်ပူပေါင်းပြီးတော့ကြိုတင်တားဆီးနိုင်မဲ့နီလန်များအတိုင်းလုံနိုင်မယ်ဆိုလို့ရှိရင်တော့စောစောကမခံတာတဲ့နာကျင်မှုမျိုးကိုကျွန်တော်တို့လူနာတွေအနေနဲ့ကြော်လွားနိုင်မှာဖြစ်ပါတယ်ဒီနာကျင်မှုဝေဒနာအတွက် မြန်မာနိုင်ငံမှာရောနိုင်ငံတကာနေမှာပါပညာရှင်များပူပေါင်းပါဝင်တဲ့နာကျင်မှုဝေဒနာတိုက်ဖြတ်ရေးစိတ်ပညာရှင်အဖွဲ့တွေ Pain Society တွေရှိနေပြီးဖြစ်ပါတယ်။သိပ္ပံနိကြအထောက်အထားများနဲ့စိတ်ကူတာနိုင်တဲ့နီလန်မြောင်မြောင်များစွာလည်းရှိနေပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လူသားပြည်သူများအနေနဲ့ ဒီလိုမျိုးနာကျင်မှုဝေဒနာကိုခံစားရတဲ့အခါမျိုးမှာဒီကနေ့ကျွန်တော်တို့ပြောနေတဲ့ကျမ်းမာရေးဆိုင်ရာအတိတရားတွေဘုဒ္ဓတာတွေကိုလက်တွေ့အသုံးချပြီးတော့မိမိနဲ့မိမိရဲ့မိသားစုမိမိပတ်ဝန်းကျင်မှာနာကျင်မှုဝေဒနာခံစားနေရတဲ့သူများကိုเนาะဤမှန်လမ်းမှန်နဲ့ဝိုင်းဝန်းပြုစုကုသရင်းနဲ့သူတို့ရဲ့ခံစားမှုဝေဒနာကို ချော့ချနိုင်ပါလေလို့ကျွန်တော်အနေနဲ့ပထမအမှုဆုံးအာပိစကားပြောရင်းနဲ့เนาะအခုပြောမယ့်အပိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဂျေဇုတင်ပါတယ် Cfirm caring for well-being